တတိယကျောင်းလာရှင်ကြီးကိုဒီတော့ဒုတိယလေးတခုတည်ဆောင်လာပါတယ်။အင်မတန်တဘာရှိတဲ့စေတမကြီးရှုံးရတဲ့အကြောင်းရင်းလေးတခုနဲ့တာရကပြည့်စင်ပါတယ်။တဘာရှိတဲ့စေတမကြီးရှိမှာအင်မတန်ငုတ်ကြချီကောင်းအခေါ်အတက်ချက်ကောင်းတကောင်းရှိတယ်ပေါ့ဗျာ။အဲ့ဒါနဲ့စီးပွားဖြစ်နေတာ12ပွဲလောက်တော့ရှိသွားတယ်။ပွဲတိုင်းနိုင်ပေါ့12ပွဲလောက်ထိအောင်ဟာတယ်ပေါ့။ စနပွဲလောက်ကြီးအောင်ထားတော့မှာလှလှပပလေးအောင်လာတဲ့ကြက်ပါအဲ့တော့သူကဒီဝိုင်းမှာလာတိုက်နေတာလှလှပပလေးအောင်ထားတော့ဝိုင်းနေနေအကုန်လုံးကလည်းဒီကြက်ကိုပြိတက်တရားကုန်ပြီတော့ပြီးတော့သူလည်းသူမဲ့ကြက်ဆိုရင်လမ်းဖုံးဆက်ခေါ်ဖုံးဆက်ခေါ်ပြီးတော့မင်းနိုင်ပါရောက်ဖားလာတယ်ရပ်ပတ်မပြည့်သေးဘူးပြောလဲရောက်မယ်လူချင်းမင်းဖားလာတယ်နိုင်ပါဆိုပြီးတော့သူတိုက်နေတာအဲ့ဒါနဲ့ပဲစနဝိုင်းတိတိနိုင်ထားတယ် အဲ့တော့ဒီချက်ကအဲ့လောက်ထိနိုင်လာတဲ့ချက်ဆိုတော့လာလာပပတွေလည်းပေါ်တိန်ထားတဲ့ချက်ဆိုတော့သူ့မှာပြိတ္တတရားအများကြီးဖြစ်နေတာဒီချက်ကိုဆိုရင်ယုံကြည်တယ်ပေါ့ရွာယုံပေါ့ဗျာပြောရရင်ရွာယုံပေါ့အဲ့ဒါလောင်းမယ်ပေါ့ဒီချက်နဲ့ပတ်သက်ရင်အဲ့လိုယုံတဲ့ချိန်မှာပဲအဲ့ဒီဝိုင်းမှာလက်ဖြားရေးတဲ့ဆရာတယောက်ရှိတယ်သူက သူ့ဘိုင်းမှာပဲလာတိုက်သွားတယ်ကျတကောင်ပြည်လဲရတယ်။အဲ့ကျကလမ်းဆိုမှာလုံးဝလုံးကြုံတယ်အမွေးတပင်မကျုပ်ဘူး။တပတ်သားရက်သွားရင်တက်ခွင့်မကြောက်ခဏပဲ။သူကအဲ့ဒါလေးကိုတွေ့သွားတယ်။ဒါပေမဲ့စိတ်တော့မရှိရဘူးတော့ကြားတယ်အဲ့ကျက။ကျသမားကြီးကြိုက်လို့ပဲပြောမှလားမသိဘူး။အဲ့နေပဲလပြားရေးတဲ့ဆရာစဉ်းစားရတယ် ချက်ကိုဝယ်လိုက်ရင်ကောင်းမယ်အဲ့ချက်နဲ့မကြီးရင်အဲ့ချက်ကိုစော်ထဲလိုက်နိုင်မယ်လို့ဒီလိုကြည့်တယ်ပေါ့စော်ထဲတက်ထားတဲ့ချက်ကခုတ်ွက်နေမမြန်ဘူးအေးဒါပေမဲ့စိတ်တော့စိတ်တယ်ဒါပေမဲ့ဟိုလိုမျိုးကြီးမမြန်ဘူးဗျာဒါမျိုးအချင်းကြီးကသူကတုံးတက်နိုင်နေဆွာရှိတယ်ဗျာအားလုံးနဲ့သူတုံးတက်ပြီးတော့ဒီချက်ကိုဒီလိုက်ဝယ်ကြည့်လိုက်တဲ့အခါမှာ၃သိန်းနဲ့ရသွားတယ်၃သိန်းနဲ့ရသွားတော့ဒီချက်ကိုသူယူထားတာဗျာ သူကဘယ်လိုပြောလဲဆိုတော့ဒီကျင်းနဲ့အဲ့ကျင်းနဲ့တိုက်မယ်ဆိုရင်သူ့ချက်ကအမွေးတပင်အောင်မကျွတ်စေရဘူးပြောတယ်။ဟာလေးစားဖို့ကောင်းတယ်။ချိန်ထားလည်းတော့မသိဘူး။သူမြင်လာတာဆိုတော့သူပဲအတိအကျဆုံးသွားပေါ့။သူမှလည်းပင်ကိုတက်ခံစွားတွေကရှိရဲ့အတိညာကုသတာတွေကကျင်းနဲ့တက်တက်လို့ကအခြေခံကောင်းတယ်။ကောင်းတော့ဒါနဲ့အဲ့ဆလဝိုင်းတဲ့ကြီးထွက်နေအချင်းစောင့် အာမင်သူထွက်မဲ့အချိန်လောက်လည်းကြောက်သူတက်ကိုဖမ်းတော့ပြီးတော့ဖုန်းဆက်ခေါ်လိုက်တာရောက်လာတာပဲစနဝိုင်းတက်ကြီးဆိုတော့လေကလူရဲ့ယုံတော့ယုံတော့ဟာဖင်တရားရနဲ့ချတယ်ဟိုကြီးနေတော့မချဘူးလို့ပါလို့ညာလို့ဖြစ်တော့အာအဲ့ဒါလေကြီးကြီးကောင်းပါလေကြီးကြီးကတော့မပြောတော့ပါဘူးလက်ဖြားလေးပဲပြောပြမယ်လက်ဖြားကတော့ဒီတော့ ောက်ကြီးပေါက်သွားလဲဆိုတော့ဆွဲမဲ့လူတော်မရှိတဲ့အထိပေါ့ဒါပေမဲ့လက်ပြားကြီးတဲ့ဆရာသူတယောက်တည်းကတ်ဆွဲနေကျွန်တော်တို့ဘလူးမှမသိလိုက်ဘူးတလပပကြီးဆွဲထားတာတကယ်ကိုမြွမြွမြမြကြီးဆွဲထားတာသူတက်ကရိုက်ရိုက်ပဲရိုက်နေတာတစ်ချိန်လုံးစိတ်ပြတ်ဖို့တော့ကောင်းတယ်ဟုတ်တယ်ဗျာသူတွတ်ထားတဲ့အတိုင်းပဲ တော့တော့မလာတော့တဲ့ချိန်မှာဘယ်နှချက်မှမခေါ်အောင်ပြီးရတယ်။ပလာပပအမွေးတပင်မှမကျွတ်တဲ့အနိုင်ရတော့တယ်ကွာ။ဒီစားဖို့ပေါ့။အဲတော့ဒါကိုကြည့်ပြီးတော့တတိစာကြောက်ဝဒနာရှင်နေဒါကိုတာရကယူပြီးတော့ကိုကျက်ဘလောက်ကောင်းကောင်းပေါ့နော်။ကောင်းတဲ့နီလန်းနေရအများကြီးရှိရဗျာ။ကောင်းတဲ့နီလန်းနေအများကြီးရှိရချိန်မှာကိုကျက်ဘလောက်ကောင်းကောင်းတတိမမေ့ဘူး။အော်အထင်းနေဒါကြီးမကြည့်ဘူး။ ပတ်မရမ်းဘူးဘယ်ကြက်မဆိုတူရင်ချမယ်လို့ဒါတွေကိုထိမ့်သိမ့်နေတယ်ဗျဘာလို့လဲဆိုတော့တူတူတန်တန်လေးမှာပဲသူ့တက်တဘာသာတခြားနီးလန်းနဲ့ကောင်းတဲ့ချက်တွေလည်းအများကြီးရှိရဲဆိုတော့ပြတ်တိုင်းနဲ့ဒီကုန်းချုပ်လိုက်ပါတယ်ဘူးဒုဒရကြပါစီလို့စီတောင်း